အားလုံးပဲမင်္ဂလာပါရှင်။ Starlight Day Story Channel ကနေပြီးတော့အားလုံးကိုပြန်ပြီးကြိုဆိုလိုက်ပါတယ်။အခုတကပြောပြပေးခြင်းတဲ့ပုံမြင်လေးကတော့တော်ရဆရာတော်နဲ့ပိတ်တာဆောင်သော တောင်းဆိုတဲ့ပုံမြင်လေးကိုပြောပြပေးခြင်းပါရှင်။ရှင်းလွန်ခဲ့တဲ့1958ခုနှစ်လောက်ကကျိုင်းတုံမြို့နယ်မှာရှိတဲ့တာချီလေးမြို့နယ်ွယ်ဖြစ်လာတဲ့ဒေသမှာ တမ္ပန်တိဖုံတော်ကြီးကျောင်းမှာအရှင်သူမြတ်ဦးတော်ပိတာဟာမြန်မာနိုင်ငံရဲ့တော်ရအစင်လာအတိုင်းဝေးလံခေါင်ပြားတဲ့တောင်တန်းတွေမှာတပါးတဲ့တရားအထုတ်ဒုရင်ဆောင်မှုအတွက်ခရီးထွက်တော်မူခဲ့ပါတယ်။ရိုးရာတော်ရတန်ဃာတော်တွေရဲ့ထုံးစံအတိုင်းဝါလာကင်လို့ကိုရောဟာတရားအထုတ်ရာတောတောင်တွေစီကိုခရီးကြွားလေးရှိကြပါတယ်။အဲ့ဒီနေ့မှာတော့ ဆရာတော်ဦးတော်မိတာကတန်လင်းမြေဝန်းနာကမြို့ငယ်လေးကနေပြီးတော့မြောက်ဖက်ကို၄၅မိုင်လောက်ဝေးတဲ့အနေရကနေပြီးတော့တိတ်ဆိတ်အေးချမ်းလာတဲ့မြေနီကုန်းလို့ခေါ်တဲ့တောင်ကုန်းတစ်ခုစီကိုရောက်တော်မူခဲ့ပါတယ်အဲ့ဒီနာကဒေသခံရွာတွေကတော့အဲ့ဒီတောင်ကို အမျက်တော်သားထွက်နေတဲ့တောင်လို့ခေါ်ကြပြီးတော့အဲ့ဒီတောင်ကိုသွားလာဖို့ကြောင်းရုံရှောင်ကျင်ကြပါတယ်။ကာလတစ်ခုလွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းက တန်လေးမြဝန္နာကရွာလေးဟာလူနှဲငယ်သာနေထိုင်တဲ့ရွာလေးတရွာတစ်ပွဲရှိသေးပါတယ်။ရွာနဲ့ဝေးလေးလေးဝုံဝုံကြားစတဲ့တာရဲတလေးဆန်တွေအများကြီးနေထိုင်တဲ့တောနယ်ကြီးကပို့ပြီးတော့ထူထပ်လေးလေးပါပဲ။ကြီးလက်ရဲ့တိတ်ဆိတ်အေးချမ်းမှုနဲ့လူသူအရောက်ပေါက်နေပါမှုကလည်းအပြေအဝရှိနေတော့မှာ။အထူးသဖြင့်ဒီမြေကုန်းတဝိုက်မှာတော့တပ်ပင်တွေက အုတ်ဆိုင်ဆိုင်နဲ့တောအုပ်ကြီးတွေကအုတ်မိုင်းလို့ဘသူမှတိတ်ခုတ်ဖို့ ဒါမှမဟုတ်အမဲလိုက်ဖို့အတွက်တောင်းအဲ့ဒီတဲကိုဝင်ဖို့မဝင်ရဲကြပါဘူးအဲ့ဒါကြောင့်တာရဲ့တိရစ္ဆာန်တွေကလည်းလူသားတွေရဲ့အနှောက်အယှက်မှုမရှိဘဲနဲ့အဲ့ဒီတော်ထဲမှာပဲပေါ်ပေါ်များများနေထိုင်ကြပါတယ်ရွာသားတွေကအဲ့ဒီတော်ကိုမထီရဲမဝင်ရဲကြတဲ့အကြောင်းရင်းကတော့ရှေးတုန်းကအဲ့ဒီတော်ဝင်ကြီးမှာတိခုတ်သူတိရစ္ဆာန်လိုက်သူဟာအိမ်ပြန်ရောက်တာနဲ့ထူဆန်းတဲ့ယောဂဝေဒနာတွေခံစားပြီးတော့မကြခင်မှာပဲသိဆုံးခဲ့ကြလို့ပါ လူတဦးစနှုတ်စသေးတာဆိုရင်သိမထူဆန်းပေမဲ့အဲ့ဒီတော့ကိုကျူးကျော်သူတိုင်းအလားတူပဲတည်ဆုံးခဲ့တာကြောင့်ရွာသူရွာသားတွေကဒါဟာတောဆောင်နှက်ကိုစော်ကားမိလို့ပဲလို့အခိုင်အမာယုံကြည်ခဲ့ကြပါတယ်အဲ့ဒီပြင်အဲ့ဒီမြေနီကုန်းမှာအဖြူရောင်ဝိယုံဝင်းစင်ထားတဲ့ကိုကိုကိုရေသေးကြီးလို့ခေါ်တဲ့တရားကျင့်ကြံသူတအုပ်လေးတစ်ချိန်လုံးကလာရောက်ကျင့်ကြံခဲ့ပူပါတယ်။အချိန်တစ်ခုကြာလာတော့အဲ့ဒီရေသေးကြီးတွေပျောက်ကွယ်သွားပါတယ်။ဒီနေ့မှာတော့ အရှင်သူတော်မြတ်ဥတော်ပိတာဟာသတင်းသုံးပေါ်တာမဏိလေးပါးနဲ့အတူမြေနီကုန်းမှာခိတခဏနားခိုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကိုတော်နဲ့တာမဏိလေးပါးတို့ဟာတပားနဲ့တပားအဝေးကြီးမှာတရားဓမ္မကျင့်ကြံဖို့နေရာခွဲပြီးတော့ညလုံးပေါင်းတရားထိုင်ခင်ကြပါတယ်။မိုးလင်းမှဆုံးခံကြွဖို့အတွက် ပြန်ဆောင်ဖို့ချိန်ထားခဲ့ပါတယ်။အဲ့ဒီညနေခင်းမှာပဲအရှင်သူတော်မြတ်ဥတော်ပိတာဟာ ညညာပြန်ပြူတဲ့အမြေပြင်တစ်ခုလုံးကိုစင်းကြံလျှောက်ရနေရအဖြစ်ရေးချွဲခဲ့ပါတယ်။အဲ့ဒီအချိန်မှာတောထဲမှာရှိတဲ့တပ်ပင်တွေကထူထပ်ပြီးတော့အုံမိုးနေတာကြောင့်အမောင်သူကြီးကအလင်းမြန်စွာကြာရောက်လာခဲ့ပါတယ်။ဒါပေမဲ့ကိုရောကတော့ပါဝင်ခြင်းအခြေအနေကိုစိတ်မဝင်စားဘဲနဲ့သတိကိုတခုတည်းသာကိုအုံမူရအပေါ်မှာသာဆွဲမြဲထားခဲ့ပါတယ်။နေဝင်သွားတဲ့တိတိုင်အောင်ကိုရောဟာစင်းချန်လျှောက်ရှင်းကိုဆက်လုပ်နေတော့မှာပဲ ဒီလိုနဲ့ကျက်တဲ့တကောင်ကကိုတော်ရှောင်းနေတဲ့အလမ်းမှာ မနီမဝေကခြုံမုတ်တစ်ခုတည်းကနေပြီးတော့ထိုးထွက်လာခဲ့ပါတယ်။ဒီလိုနဲ့အရှင်သူမြတ်ဦးတော်ပိတာကလှုပ်ရှားမှုမရှိဘဲနဲ့မနေနိုင်ခဲ့ပါဘူး။တော်တွင်းရဲ့အဆိုးဆုံးသားရဲတလေးဆန်ဖြစ်တဲ့ကျက်တဲ့ရဲ့ပုံမှန်တရံဟာအမဲလိုက်ဖို့အတွက်ထွက်လာတာဖြစ်ပြီးတော့အသက်ရှင်ဖို့တည်ဖို့ဆိုတာကကိုတော်နဲ့ကျက်တဲ့ချာကကန့်ချက်မှဘောသားမူတည်ပြီးတော့မှာပါ။ဒီလိုနဲ့ကိုတော့အကြောင်းရုံစိတ်ကိုနှိမ့်နေပြီးတော့စိတ်ကိုငြိမ်သက်စေခဲ့ပါတယ် ပြီးတော့မေတ္တာပို့တာပြီးတော့အဲ့ဒီတိုင်ရဲ့တတိဆန်ကြီးကိုမိန့်တော်မူခဲ့ပါတယ်။အရှင်ကြာငါတို့ကဒီနေရာကိုမြည်သည့်ပယောဂါမှမရှိဘဲနဲ့ကိလေသာအလုံးကိုဖျက်တော့ဖို့အတွက်ကြိုးစားဖို့လာရောက်တာပါ။ဘယ်သူကမှအစော်ကားဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ငါနဲ့မင်းမလည်းဘေကန်ချမမှဆက်နယ်မှုရှိခဲ့ရင်ငါရဲ့အသက်ကိုယူသွားပါ။ကန်ချမကဒီဘဝမှာပဲအဆုံးသတ်သွားပါစေ။ဒါပေမဲ့ငါတို့နှစ်ဦးရဲ့ကန်ချမမရှိဘူးဆိုရင်တော့ ရှောင်ရှားသွားပါတော့ဒီလိုနဲ့အရှင်သူတော်မြတ်ဥတော်ပိတာကငြိမ့်သက်တဲ့စိတ်နဲ့ညလုံးကိုမိတ်ဖះကုံတော်တွေကိုရွတ်စော်ပြီးတော့အနောက်ဆုံးအချိန်ကိုစောင့်မျှော်နေခဲ့ပါတယ်။ငါတို့တရားမယ်ဆိုရင်တော့ဒီလိုတရားဓမ္မတွေကျင့်ကြံအားထုတ်ရင်လည်းတည်ပြစေတော်လို့တွေးနေခဲ့ပါတယ်။အချိန်အတော်ကြာလာတဲ့အထိဘာမှမဖြစ်ခဲ့ပါဘူး။အရှင်သူတော်မြတ်ကညလုံးကိုပြန်ဖွင့်ကြည့်တဲ့အခါမှာ ပဝင်းကျင်တစ်ခုလုံးကိုအမောင်တူကလွှမ်းမိုးထားပြီးတော့ချက်သေးကြီးဟာလည်းပြောက်ွယ်သွားခဲ့ပါပြီ။ချက်သေးကြီးကဘာကြောင့်မတိုက်ခဲ့ပဲဆုတ်ခါသွားတယ်လဲဆိုတာကိုကိုတော်ကမသိခဲ့ရပါဘူး။သူတို့နှုတ်ဦးရဲ့ကြားမှာကန့်ကြံမာကမရှိလို့လား။ဒါမှမဟုတ်အဲ့ဒီจิตေကြီးဟာကိုတော်ရဲ့တရားအထုတ်မှုစွမ်းကိုစမ်းသပ်ဖို့အတွက်ခန္ဓာကိုယ်ဖန်ဆင်းထားတဲ့တောဆောင်နဲ့များလားကိုတော်ကတော့အစိုးရပူပါမှုမရှိဘဲနဲ့စိတ်ထဲကနေပြီးတော့จิตေရဲ့ပုံရိပ်ကိုဖျက်ထောက်လိုက်ပါပြီ။ သတ်မှတ်ထားတဲ့အချိန်ထိဇင်းကြံလျှောက်ခြင်းကိုဆက်လုပ်ခဲ့ပါတယ်။သတ်မှတ်ထားတဲ့အချိန်ပြည့်တဲ့အခါတရားထိုင်တဲ့နေရာကိုပြန်ကြွတော်မူခဲ့ပါတယ်။အဲ့ဒီအချိန်မှာတောအုပ်ကြီးတစ်ခုလုံးအမောင်ထုလွှမ်းဖုံးလို့ပါဝင်ခြင်းတစ်ခုလုံးဟာလည်းတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ခြုံမုတ်တွေစီကပိုးဆုံးကျူးတွေရဲ့အတ္တမလွဲလို့ဘာတမ်းမှမကြရပါဘူး။ဒီလိုနဲ့ကိုတော်ကခဏတာတရားထိုင်ပြင်မဲ့စိတ်ကအပြေဝမတည်ငြိမ်သေးခဲ့ပါဘူး။အဲဒီတိတ်ဆိတ်မှုထဲမှာမှ ဝေးတဲ့နေရာကခြေတံတစ်ခုကိုကြားလိုက်ရပါတယ်။အဲ့ဒီခြေတံကမြန်းပင်တွေကိုနင်းလိုက်ပြီးတဲ့နောက်မြေကြီးပေါ်ကိုထူးထူးခြားခြားလေးလံလုံးနဲ့အတန်ဖြစ်ပြီးတော့ခြေတံပိုင်ရှင်ရဲ့ခန္ဓာကိုယ်ဟာကြီးမားပြီးတော့အမတန်မှလေးလံမယ်လို့ထင်မှတ်ရပါတယ်။ဒီလိုနဲ့အရှင်သူတော်မြတ်ဥတော်ပိတာဟာဘာဖြစ်တာလဲဆိုတာကိုသိတယ်လို့လို့ရှိပေမဲ့အဲ့ဒီတန်ကလူတယောက်ရဲ့အတန်လားတိရစ္ဆာန်တစ်ကောင်ရဲ့အတန်လားဆိုတာကိုတော့မသိခဲ့ပါဘူး။ ဲ့ဒီတန်ကပို့ပြီးတော့နီးကလာပြီးတော့စိတ်ဆိုးဒေါသထွက်နေတဲ့လေတန်မျိုးဖြစ်လာခဲ့ပါတယ်။ကိုရောဟာအတန်နာယာကိုစူးစိုက်ကြည့်တဲ့အခါမှာတော့ကိုရောရဲ့တရားထိုင်ရာနေရာ3မီတာအကွာမှာလှန်တချောင်းကိုကင်ဆောင်ထားတဲ့လူသားမဆန်တဲ့အမောင်ပုံရိပ်တစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအရေးဟာတာမန်လူထက်နှစ်ဆားလောက်ပိုမိုကြီးမားမြင်မားပဲမဲ့မျက်နှာကိုတော့ရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ ကိုရောကတော့ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲနဲ့အဲ့ဒီအရေးရဲ့ဒေါသအရှင်ကြောင့်ခန္ဓာကိုယ်ကတုံ့ရင်နေတာကိုသတိပြုမိလိုက်ပါတယ်။ဒေါသထွက်နေတဲ့လေးတန်နဲ့အရှင်သူမြတ်ဥတော်ပိတာကမေးလိုက်ပါတယ်။ဟေ့ဘာတူလဲ။မင်းမယ်ကလာတာလဲ။ဒီကိုဘာကိစ္စနဲ့ရောက်လာတာလဲ။အဲ့ဒီအရေးကခဏတာတိတ်ဆိတ်နေပြီးနောက်နှစ်လန်းသုံးလန်းရှစ်ကိုတိုးလာကကိုတော်ထိုင်းနေတဲ့နေရာနဲ့ပို့ပြီးတော့နီးကပ်လာပါတယ်။ အဲဒီနောက်မှာတော့အမတန်ကြောက်မက်ဖွယ်ကောင်းတဲ့အတန်နဲ့ကိုရော့ကိုပြောလိုက်ပါတယ်။ဟာဟာဒီနေရာကငါနေရာပဲကွ။အခုမင်းတို့ထွက်သွား။ငါဒီမှာအချင်းအတော်ကြာနေလာခဲ့တာကြာပြီ။ဘယ်လူသားမှဒီမှာအသက်ရှင်ခွင့်မရှိဘူးကွ။ဒီလိုနဲ့စကားပြောနေစဉ်အတွဲမှာပဲပုံသိုးနံစောတဲ့အနံမျိုးတစ်ခုကပါဇက်ကနေပြီးတော့အဆက်မပြတ်ထွက်ပေါ်လာခဲ့ပါတယ် ။အရှင်သူတော်မြတ်ဥတော်ပြီးတာကကိုရောကိုချင်းချောင်းနေတဲ့သူလူသားမဆန်တဲ့တတဝါဟာတေဆုံးပြီးနောက်ဘဝကူးမသွားနိုင်ပဲနဲ့တောထဲမှာလှည့်လည်နေတဲ့ပိတ်တာတပါဖြစ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ကိုရောတို့ကဒီနေရာကိုတရားဓမ္မချင့်ကြံမှုအတော်ပဲလာတာပါ။ဘသူကိုမှနှောက်ယှက်ဖို့မဟုတ်ပါဘူး။အဲဒီနောက်မှာတော့အရှင်သူတော်မြတ်ဥတော်ပိတာကအဲ့ဒီပိတ်တာကြီးကိုစိတ်ရဲ့မိုင်မဲမှုတွေကိုလျှော့ချစေဖို့အတွက် မြတ်စွာဘုရားရှင်ရဲ့အစုံးမများဖြစ်တဲ့မှန်ကန်တဲ့အရာ၊မှားယွင်းတဲ့အရာ၊ချင့်ချန်တဲ့အရာ၊ရှောင်ကျဉ်တဲ့အရာတွေကိုတရားဒေသနာအနေနဲ့ဟောကြားပေးခဲ့ပါတယ်။ဗြဟ္မဆန္ဒနဲ့မိုင်မဲမှုတွေဖုံးလွှမ်းနေတဲ့အဲ့ဒီလူသားမဆန်နဲ့ပိတ်တာလူသတော်ဝါရဲ့ဆေးဟာတပြေးပြေးလျော်ပါလာခဲ့ပြီးတော့နောက်ဆုံးမှာတော့အဲ့ဒီပိတ်တာကကိုရော့ကိုဥညွတ်ကာရာပြုဖို့အဲ့ဒီနေရာမှာပဲထိုင်ချလိုက်ပါတယ်။ ပြီးတော့သူကအရင်ဘဝကစစ်သားတဦးဖြစ်ပြီးတော့ဒီနေရာမှာပဲရန်သူရဲ့ဓာတ်နဲ့အထုခံရပြီးတော့တည်ဆုံခဲ့ရတဲ့အကြောင်းဒေါသနဲ့လက်စားချေလို့စိတ်တွေကြောင့်ဒီနေရာကိုဆွဲလန်းနေပြီးတော့ဖះတရားနဲ့ပတ်သက်တဲ့အစုံအမတွေကိုဘယ်တော့မှမနာကြဘူးကြောင့်ရှင်းပြခဲ့ပါတယ်။သူရဲ့ဇလံကိုပြောပြပြီးတဲ့နောက်မှာတော့သူ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။ဒီလိုနဲ့အရှင်သူမြတ်ဥတော်ပိတာက အဲဒီဗိဒါကိုမြေတာပူတာပေးပြီးတဲ့နောက်မှာတော့တညလုံးအနောက်ရှက်မရှိဘဲနဲ့သမထနဲ့ဝိပဿနာတရားများကိုဆက်လက်အားထုတ်တော်မူခဲ့ပါတယ်။ဒီလိုဗိဒါမျိုးစိတ်ထဲအမှိုင်မဲမှုကြောင့်အမှောင်မိုက်နေတဲ့စိတ်နဲ့တည်ဆုံသွားတဲ့အဝိညာဉ်ဟာနောက်ဆုံးတေကဏီအချိန်မှာဖြစ်ပေါ်လာတဲ့တော့တာအကြမ်းဖက်မှုစားတဲ့ကုသိုလ်ကံတွေကိုဆွဲကပ်ပြီးတော့လှည့်လည်သွားလာနေတဲ့ပိတ်တာဖြစ်ဘဝကူးသွားခဲ့ရတာပါ သူနေထိုင်ရာနေရာကို သူ့ပိုင်နဲ့လို့အမှတ်ယူပြီးတော့ ကျူးကျော်သူမှန်သမျှကိုသူ့ရဲ့အရန်သူလို့သတ်မှတ်ခဲ့တာပါဒီလိုမျိုးအောက်တန်းစားခွန်အားရှိတဲ့တရေဘိုးဘိုးရဲ့အန်တီရကနေကာကွယ်ပေးနိုင်တာကကောင်းမွန်တဲ့အခြေနဲ့အတိငိမ့်တဲ့စိတ်ကိုပဲပိုင်ဆိုင်ထားသူတွေသာဖြစ်ပါတယ်ဒါပေမဲ့အကယ်၍အဲ့ဒီတရေရဲ့အန်တီရကိုခံစားရတဲ့သူဟာစိတ်ဓာတ်ညှိနှိုးနေပြီးတော့အကူသူကံတွေရှိနေမယ်ဆိုရင်တော့အသက်အန္တရာယ်ထိပါဆိုရင်ရပါတယ်ဒီလိုလူတွေကိုဒုက္ခပေးနေတာကလည်း အဲ့ဒီပြိတ္တာကြီးကိုယ်တိုင်အတွက်ပေါ်ပြီးဆိုးရွားတဲ့အကုသိုလ်ကံတွေကိုဖန်တီးမိနေတာဖြစ်ပြီးတော့စင်ရဲ့ဒုက္ခကိုသာအဆုံးရှုံးမရှိတိုးပွားစေမှာပါ။အရှင်သူမြတ်ဥတော်ပိတာကတော့တရားဓမ္မကျင့်ကြံစေမှာမြေဒီကုန်းမှာမိတိထူဆန်းတဲ့အဖြစ်အပျက်မှအထမှန်မဖြစ်ပေါ်ခဲ့ပါဘူး။ဒီလိုနဲ့နောက်ဆုံးမှာတော့ကိုတော်နဲ့တာမဏေလေးပါးတို့ကသူတို့ရဲ့ဒုရင်ခရီးကိုဆက်လက်ထွက်ခွာခဲ့ကြပါတော့တယ်။ ပုံမြင်လေးကတော့ဒါမှပဲရှင်။နောက်ထပ်ပုံမြင်များစွာကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ channel လေးကို subscribe လေးမနှိပ်ရသေးရင်နှိပ်ပြီးပြီးတော့ဒီကလိုဒီခေါင်းလောင်းလေးကိုလည်းနှိပ်ပြီးခင်ကြပါအောင်ရှင်။